ေတရားအထုကြရအောင်ကြာကြာထိုင်နိုင်မဲ့အနေထားမျိုးထိုင်လိုက်ကြပါကြာကြာထိုင်နိုင်တဲ့အနေထားမျိုးထိုင်ပြီးပြီဆိုလို့ရှိရင်တရားသမားတွေဆိုတာဟာလွန်လေပြီးတော့အတိတ်ကာလကို ပြန်တွေးမနေရဘူးနောင်မလာသေးတဲ့အနာဂတ်ကိုလည်းကြိုးညှော်မနေရဘူးပစ္စုပန်တဲ့တဲ့ရှုရမယ် ဆိုတဲ့အကြောင်းအရာတွေကိုဘုရားရှင်ကိုရိုမြတ်ကြီးဟောထားပါတယ်။ဥပရိပဏတာပါဠိတော်မှာဟောပြပြီးတော့ထားတဲ့ပဋိကရတ္တသုတ်တုဆိုတာရှိပါတယ်။အတိတံနာနွားကမေယနပတိကင်ခေအနာဂတံဆိုတာအတိတံလွန်လေးပြီးသားအတိတ်အာယုံများကို နာနွားကမေယတဏှာဒိဋ္ဌိတို့ပြင်ပြန်၍အစဉ်လိုက်မနေရာ ြီးခဲ့ပြီးသားဖြစ်ခဲ့ပြီးသားအကြောင်းအရာဟုတည်းများကို ပြန်ပြီးတော့တွေးမနေနဲ့အဲ့ဒါတွေတွေးနေခြင်းအပြင်ကိုတရားလုံငန်းကွင်ဖင့်ယုံပဲပြီးခဲ့ပြီးသားဘာတွေပဲဖြစ်ဖြစ်ကောင်းတာတရားမကောင်းတာတရားပြန်ပြီးတော့ပြန်ပြောင်းတွေးမနေနဲ့ဒီအတိတ်ပဲအတ္တန္နာနွားကမေယအတ္တန်လွန်လေပြီးသားအတိတ်အာယုများဒုနာနွားကမေယပြန်ပြီးတော့လိုက်မနေရာ ဒါလည်းမကသေးဘူးနပတိကင်းခေအနာဂတံအနာဂတံမရောက်လာသေးတဲ့အနာကအာယုံကိုလည်းပဲနပတိကင်းခေတနာဒိဋ္ဌိတို့ဖြင့်မျောလင်းတောက်တာ၍မနေရာမလာသေးတဲ့အကြောင်းအရာတွေကိုလည်းခုနကတည်းကကြိုတင်ပြီးတော့မျောမြင်မနေနဲ့အဲ့ဒါလိုလုပ်နေလို့ရှိရင်ကိုယ်လုံငန်းကွင်ဖင့်ယုံပဲဖင့်ယုံပဲဘာဖြစ်လို့လဲဆိုတော့ယံအတိတံဗဟိနန္တံအပတ္တင်္စအနာဂတံ အတိတ်ဆိုတာပြီးခဲ့ပြီပဲပြီးခဲ့ပြီကုန်းခဲ့ပြီပျောက်ခဲ့ပြီပဲဒါကြောင့်သူ့ကိုပြန်ယူနေလို့မတော်ဘူးအနာဂတ်ဆိုတာကလည်းအပတ္တင်စအနာဂတံမရောက်လာသေးဘူးအနာဂတ်အကြောင်းအရာကိစ္စတွေကလည်းပေါ်မှမပေါ်သေးပဲခုနကတည်းကယူတင်ပြောနေတာဟာအပူပဲအချိန်ကုန်ယုံပဲတရားသမားကအဲ့ဒါလို့မလုပ်ရဘူးအတိတ်ကို မပြန်နဲ့အနာဂတ်ကိုမမျှော်နဲ့ အတိတ်ကိုလည်းပြန်ငဲ့မနေနဲ့အနာဂတ်ကိုလည်းကြိုးပြီးတော့မျောမနေနဲ့ပစ္စုပန်တဲ့တဲ့ပဲရှုရမယ်ဆိုပြီးတော့ပစ္စုပန်နေစာယောဓမ္မံတထာတထာဝိပတ္တိအတ္တဟိရံအတ္တကုပန်တံဝိဓွာမနုဖြူဟိယေတရားသမားဆိုတာပစ္စုပန်ပေါ်ခိုက်ပေါ်ခိုက်ပေါ်တဲ့နေရာပေါ်တဲ့နေရာမှာညံနေကြည်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 နေရမှာ ကိုယ်တန်တာမှာယုတ်တရားနဲ့နန်တရားပဲရှိတာဒီနှစ်ပါးတစ်ခုခုကထင်ထင်ရှားရှားပေါ်လာမယ်ပေါ်တဲ့ဥစ္စာညာနဲ့ကြည့်ယုတ်တရားကထူးထူးခြားခြားပေါ်လာပေါ်လာတဲ့ဥစ္စာညာနဲ့ကြည့်ပေါ်ကြိုက်ပေါ်ကြိုက်မှာတတ္ထတတ္ထထူပေါ်ကြိုက်ပေါ်ကြိုက်၌ဝိပဿတိဉာဏ်ဖြင့်ရှုရ၏ယုတ်ပေါ်ပေါ်နံပေါ်ပေါ်ပေါ်ရပေါ်ရကိုညာနဲ့ကြည့်ရင်ပျောက်သွားတာတွေ့လိမ့်မယ်ဟဲ့ပျောက်သွားပြီမယ်လို့အလားတူလေးပေါ်လာတာတစ်ခါတွေ့ပြန်အောင်မယ်အဲ့ဒီသူလည်းခဏနေပြီးပျောက်သွားတာတွေ့မယ် ဲ့လိုပေါ်လာပြီးပျောက်သွားတာပေါ်လာပြီးပျောက်သွားတာကလေးဒီပေါ်ခိုက်ပေါ်ခိုက်ကြည်ပါပျောက်ခိုက်ပျောက်ခိုက်ကိုကြည်ပါဒီလိုဆိုပါတယ်။ဘာနဲ့ကြည်ရမလို့ညံနဲ့ကြည်ရမှာပေါ့။အဲ့ဒါလိုမျက်စိနဲ့အဆင်းနဲ့ဆိုရင်မြင်သိပေါ်တယ်။အဲ့ဒီပေါ်တဲ့အချိန်ခါမှာတကယ်တော့ခန္ဓာ၅ပါးပေါ်ခြင်းပဲ။မျက်စိအကြီးစရာကလည်းယုတ်သူနဲ့တွေ့ပတ်ဖြစ်တဲ့အဆင်းကလည်းယုတ်အဲ့ဒါဒီခန္ဓာဖွဲ့ရင်ယူပက်ခန္ဓာ။ သူတို့နှစ်ခုစုံချင်းကြောင့်ပေါ်ပြီးတော့လာတဲ့မြင်စိတ်ကလေးဆိုတာကဝိညာဉ်နဲ့ခန္ဓာခန္ဓာဖွဲ့ရေဝိညာဉ်နဲ့ခန္ဓာနန္တရားပဲဒီတော့ယုတ်တရားနဲ့နန္တရားယုတ်တရားတွေကယူပခန္ဓာပေါ်ပေါက်လာတဲ့နန္တရားကဝိညာဉ်နဲ့ခန္ဓာမြင်စိတ်ကလေးကဝိညာဉ်နဲ့ခန္ဓာအဲ့လိုအခန္ဓာအတိုက်တာအပွင့်တာသုံးခုစုံလို့ဖတ်တာခေါ်တယ်အဲ့ဒီဖတ်တာကခန္ဓာတဲ့ထဲရင်သင်္ခါရခန္ဓာဒီသုံးခုစုံချင်းကြောင့်ကောင်းရင်ကောင်းသလိုမကောင်းရင်မကောင်းသလိုခံစားမှုလေးပေါ်တယ်အဲ့ဒါကဝေဒနဲ့ခန္ဓာ ဘသူပဲဘေဝါပဲဘာပဲညာပဲဘယ်ဥစ္စာပဲဒီလိုမှတ်သားထားတဲ့အတိုင်းမှတ်သားမှုလေးလဲပေါ်လာတယ်အဲ့ဒါကသိဉ္ဇခန္ဓာအဲ့လိုစုလိုက်ပေါင်းလိုက်တော့ဉာဏ်စိတ်ကလေးပေါ်တဲ့အခိုက်မှာကိုပဲခန္ဓာ၅ပါးပေါ်တယ်ပေါ်ပြီးခဏလေးနေပြောက်တာပဲကြာကြာမနေပါဘူးဉာဏ်စိတ်ကလေးပေါ်ပြီးပြောက်တယ်ဉာဏ်စိတ်ကလေးပေါ်တယ်ဆိုတာခန္ဓာ၅ပါးပေါ်တာ ဲ့ဒီခန္ဓာ၅ပါးပေါ်ပြီးပြောက်တယ်ပေါ်ပြီးပြောက်တယ်ဆိုတာညံနေကြည်စမ်းပါသိအောင်လှုပ်ဆမ်းပါဘောလာပုံကလေးလည်းတိလိုက်ပါပျောက်ပါပုံကလေးကိုလည်းတိလိုက်ပါဒီနည်းအားဖြင့်ပေါ်ကိုက်ပေါ်ကိုက်ကလေးကလေးကိုဝိပတ္တိညံဖြင့်မိအောင်ကြည်ရဤပြောနေကြစကလုံးနဲ့ဆိုရင်ပေါ်လာတာကဖြစ်တာပျောက်သွားတာကပြတ်တာဖြစ်တာပြတ်တာဖြစ်တာပြတ်တာဒါလေးကိုမြင်အောင်ကြည့်ဒီလိုပြောတာ လာတူပေါ့နားနဲ့အသံနဲ့ဆုံတဲ့အခါကြာစိတ်ပေါ့အဲ့ဒီချိန်ခါမှာခန္ဓာ၅ပါးပေါ်ခြင်းပဲပေါ်ပြီးတော့ပျောက်သွားတယ်ဒါလေးကိုမြင်အောင်ကြည့်နိုင်ရမယ်နှာခေါင်းနဲ့အနတ်နဲ့ဆုံတဲ့အခါနံစိတ်၊မှုစိတ်ပေါ်တယ်ဒီခါလဲခန္ဓာ၅ပါးပေါ်တာပဲပေါ်ပြီးပျောက်တယ်ပေါ်လာတယ်ဆိုတာဖြစ်လာတာဖြစ်လာတယ်ဆိုတာမွေးတာပေါ့ပျောက်သွားတယ်ဆိုတာကသေးတာမွေးပြီးတော့သေးတာအခုမွေးအခုသေးဒီလိုဖြစ်နေတဲ့အနေလေးကိုမြင်အောင်ကြည့်စမ်းပါဒီလိုပြောတာ ရှာနဲ့အရာကနဲ့စုံစားစိတ်ပေါ်သုံးခုစုံဖတ်တာဖတ်တာပစ္စယဝေဒနာအဲ့ဒါလိုဖြစ်နေတဲ့ခါမှလည်းခန္ဓာ၅ပါးပေါ်ခြင်းပဲဟုတ်တယ်ခန္ဓာကိုယ်နဲ့တွေ့တိစရာနဲ့စုံတွေ့တိစိတ်ပေါ်သုံးခုစုံဖတ်တာဖတ်တာပစ္စယဝေဒနာဒီမှာလည်းခန္ဓာ၅ပါးပေါ်ခြင်းပဲမနှောနဲ့ကြံတွေ့စရာနဲ့စုံတွေ့တော့ကြံစီစိတ်ပေါ်ဒီမှာလည်းခန္ဓာ၅ပါးပေါ်ခြင်းပဲပေါ်ပြီးတော့ကြာကြာမနေဘူးပျောက်သွားတယ်ပေါ်ပြီးတော့ပျောက်သွားတယ်ဒီသဘောကလေးတွေကိုညံနဲ့တိတိနေစမ်းပါမိအောင်ကြည့်စမ်းပါ တည်တည်နေစမ်းပါအဲ့ဒါလို့လောက်တာဟာဝိပဿနာရှုခြင်းပဲဝိပဿနာရှုတဲ့သူဆိုတာလွန်လေပြီးသားအတိတ်ကာလများကိုလည်းပြန်ငဲမနေနဲ့မလာသေးတဲ့အနာကအကြောင်းအရာကိုလည်းကြိုတင်တွေးမနေနဲ့ယခုပေါ်စေပေါ်ခိုက်ပေါ်ခိုက်ခလေးတွေမှာဖြစ်တဲ့ယုံနာတို့ကိုညံတဲ့ကြည်စမ်းပါဆိုတာဒါပြောတာတော့ယောပိစုတ်ပန္နေစာယောဓမ္မတတတတ္ထဝိပတ္တိ ပစ္စုပန်ပေါ်ခိုက် ပေါ်ခိုက်ယုံနာကလေးတွေဟိုးပေါ်ခိုက်ပေါ်ခိုက်အခါမှာပျောက်ခိုက်ပျောက်ခိုက်အခါမှာမလွတ်အောင်ညံနေကြည်ပါဒီလိုပြောတာဓမ္မသာတရားသာတက်နိုင်ပါတယ်လူလီပြီးတော့အတိတ်ကာလတွေကိုပြန်ငဲ့နေလို့တရားမတက်ဘူးမလာသေးတဲ့အနာကအကြောင်းအရာတွေကြိုတင်တွေးနေလို့လည်းတရားမတက်နိုင်ဘူးယခုပစ္စုပန်ပေါ်ခိုက်ပေါ်ခိုက်ဒါကလေးတွေကိုပျောက်ခိုက်ပျောက်ခိုက်အဲ့ဒါလေးတွေကိုမလွတ်အောင်ညံနေကြည်ပါလားတရားသာတက်နိုင်တယ် တရားရတယ်ဆိုတာလည်းအဲ့လိုမှပဲရနိုင်ပါတယ်။ဒါကြောင့်အတိတ်ကိုပြန်ငဲ့မနေနဲ့မလာဖြစ်တဲ့အနာဂတ်ကိုလည်းကြိုးမတွေးပါနဲ့ပစ္စုပန်တဲ့တဲ့ပစ္စုပန်ပေါ်ကိုက်ပျောက်ခိုက်ပေါ်ကိုက်ပျောက်ခိုက်ကလေးတွေကိုမြင်အောင်ကြည့်ပေးပါ။ဒီသဘောပဲ။အန္တတိအမကြီးကိုဟောတဲ့တရားမှလည်းပဲဒီသဘောပါပဲ။ယံဟုတ်ပေတံဝိသောတေဟိပစ္ဆာတေမဟုကိဉ္စနာ။ မစ္စေစေနောဂိဟေတတိဥပတံတောစရိတတိလွန်လီပြီးတော့အတိတ်ကာလကဖြစ်ခဲ့တဲ့ဥစ္စာတွေကိုသုတ်တင်ပြလိုက်ပါဆိုတာဟာပြန်တွေ့မနေနဲ့ပြီးခဲ့ပြီသားကိစ္စတွေက ပြီးခဲ့ပြီးပြီပဲဇာတိကို ပြန်တွေ့မနေနဲ့ဒီအတိတ်ပဲရပါတယ်ပစ္စာတေမာဟုကိဉ္စနံနောင်လာမဲ့အနာဂတ်ကာလအကြောင်းအရာတွေပေါ်မှာလက်ကြောင်းကြထားမနေနဲ့ပဲရှားလိုက်ဒါလည်းပဲ အဖြောင့်ပြောကြဆိုဆိုရင်အတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမငဲ့နဲ့အနာဂတ်ကိုမမျောနဲ့ဆိုတဲ့ဥစ္စာနဲ့အတူတူပဲဖြစ်ပါတယ်မစ္စည်းစေနောခေတ္တိဥပါဒံဒောစရိတ္တိပစ္စုပန်အခိုက်တောင်မှဒီပေါ်မှာဆွဲဆွဲလန်းလန်းမထားရဘူးအဲ့ဒါလို့မထားဘူးဆိုလို့ရှင်ဒီပုဂ္ဂိုလ်ဟာတရားတူရနိုင်တယ်ဒီသဘောမိတ်ပါ ဒါတွေခြုံလိုက်တော့တရားသမားဆိုတာအတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမမျောနဲ့ပစ္စုပန်တဲ့တဲ့ပဲဖြစ်ခိုက်ပေါ်ခိုက်ကိုယူပါလို့ဒီလိုအိပယ်ရတယ်အလားတူပဲဥက္ကသေနလူလင်ကို ဟောတဲ့အခါမှာလည်းပဲဥရိမုံစပစ္ဆာမုံစမစ္စည်းမုံစဘောဓပါရကုဆိုတာလူလေပြီးတော့အတိတ်ကာလကအကြောင်းအရာဟူသမျှကိုလွတ်လိုက်ပါဆွဲဆွဲလမ်းမထားပါနဲ့ နောင်ဖြစ်မဲ့အနာဂတ်ကာလအတွက်လာမဲ့အဆွေအလန့်တွေကိုလည်းပယ်ရှားလိုက်သမ်းပါဒီလိုအတိတ်ပဲပြောနေတာမစ္စည်းစေနောခေတ္တိမစ္စည်းမုံစဘုဒ္ဓပါရကုပစ္စုပန်တဲ့တဲ့မှာဖြစ်တဲ့အကြောင်းအရာပေါ်ကိုလည်းပဲညံနဲ့လွတ်လိုက်သမ်းပါအဲ့ဒီလိုသာကာလသုံးပါး၌အတွေ့အတာမထားဘူးအဆွေအလန့်မရှိဘူးဆိုလို့ရှိရင်တရားသားတွေတက်သွားနိုင်တယ်ဒီသဘောတွေဟောတာကိုထောက်တော့အပြင်တထက်ကြကြနေတယ် အတိတ်ကို မပြန်နဲ့အနာဂတ်ကိုလည်းမမျောနဲ့ပစ္စုပန်တဲ့တဲ့မလွတ်အောင်ထိန်းထားပြီးတော့ရှုယုံပဲအတိညာအတိစိတ်တ္တိဟိုရောက်ဒီရောက်ဟိုကတ်ဒီကတ်မရှိစေနဲ့ပစ္စုပန်တဲ့တဲ့ပဲပုံကိုက်ပုံကိုက်ကလေးတွေကိုညံနဲ့ကြည့်ကြည့်ပေးတိတိပေးလို့ရှင်ဒါဟာတရားရနိုင်တဲ့လမ်းကြောင်းပဲအရှုခံ တို့ဆိုတာကတော့ကိုသဘောကြာရကိုနဲ့လိုက်ရကိုဇိုင်းနဲ့ကြိုက်ရကိုရှုပေါ့ယုံရှုရှုနာရှုရှုကြိုက်ရရှုပါယုံနာနှစ်ပါးဒီထက်မအကျဲချက်မဲ့ဆိုရင်ခန္ဓာ၅ပါးယူပက်ခန္ဓာဝေရณะခန္ဓာသိညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာ၅ပါးကြည်ရရှုအဥဆုံးဖြစ်တဲ့ရုပ်ကိုကြိုက်တယ်ဆိုရင်ယူပက်ခန္ဓာရှုအေးယူပက်ခန္ဓာရှုတယ်ဆိုတော့အမြင် ကြရအထင်ကြရဖြစ်နေတဲ့ငိုတို့ငုတ်တို့ယုတ်ကြည်တွေကိုရှုရမှာတော့မဟုတ်ဘူးဒီယုတ်ကြည်တွေကယုတ်ကြံပဲယုတ်မဟုတ်ဘူးလားဆိုတော့ဟုတ်ပါတယ်ဟုတ်ပေမဲ့လို့ရှုရမယ်ယုတ်မဟုတ်ဘူးရှုရမယ်ယုတ်ကယုတ်နုဒီလိုငိုတို့ငုတ်တို့ကြည်တွေမြင်နေတဲ့ယုတ်ကယုတ်ကြံယုတ်ကြံရှုရတာမဟုတ်ဘူးဘာဖြစ်လို့ယုတ်ကြံကတမျိုးမဟုတ်တမျိုးပြညတ်တင်ပြီးပြီးဝိပဿနာရှုတယ်ဆိုတာပြညတ်ရှုရတာမဟုတ်ဘူးပရမတ်ကိုရှုရတာဒါကြောင့်ပြညတ်ကြီးပေါ်မှာရှုမြေသားဖြစ်နေမှာဆိုလို့ယုတ်ကြံကိုမရှုနဲ့ ယုံမှုကိုရှုပါယုံမှုဆိုတာဘယ်လိုဟာတော့ယုံမှုဆိုတာဘယ်လိုဟာတော့ဆိုတော့မျက်စိနဲ့မြင်ရတာမဟုတ်ဘူးယုံမှုဆိုတာညံနဲ့သာမြင်လို့ရတဲ့ဥစ္စာဒီတော့မျက်လွာလေးချပြီးတော့သမာဓိထူထောင်လိုက်လို့ရှိရင်စိတ်တွေငြိမ်ပြီးတော့လာတဲ့အတွက်သမာဓိတည်တဲ့သမာဓိတည်လို့ရှိရင်ရိပ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 ်နဲ့ပြောင်းလဲနေတာလေးတွေကိုတွေ့လာနိုင်မယ်ဘုခန္ဓာထဲမှာကိုပဲရေး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 ပြောင်းလဲနေတဲ့သဘောကလေးတွေကိုညံနဲ့တွေ့လာပါလိမ့်မယ်။အဲဒါလိုတွေ့လာတာဟာ အင်မတန်အင်မတန်တန်ဖိုးကြီးပေါ့အဖြစ်ပြက်ကိုမြင်လာခြင်းပဲအဖြစ်ပြက်ကိုမြင်လာခြင်းပဲဒီလိုအဖြစ်ပြက်သာမြင်နေဆိုဝိတ္တပါတော့တိဟိတရားရမယ်ပုဂ္ဂိုလ်ပဲအဲ့ဒါလို့နဲ့ရှုပါအရှုခံပေါ်မှာရှုညာနဲ့ရှုရှုခံပေါ်မှာရှုညာနဲ့ရှုပါများတော့တဖြည်းဖြည်းညာအားကောင်းလာပါလိမ့်မယ်ရုပ်ရှုတယ်ဆိုရင်ရုပ်တရားကအရှုခံညာငါးပါးကရှုညာရုပ်တရားကအရှုခံညာငါးပါးကရှုညာဒီလိုလာပါလိမ့်မယ်ရှုခံနဲ့ရှုညာအရှုခံနဲ့ရှုညာ အဲ့ဒီအရှုခံတရားယုတ်တရားတွေကတည်ငြိမ်နေတာမဟုတ်ဘူးဖြစ်ပျက်နေတာယုတ်တရားတွေကအဖြစ်အပျက်ရှုတဲ့ဉာဏ်ကမဲ့ယုတ်တရားတွေကအဖြစ်အပျက်ရှုတဲ့ဉာဏ်ကမဲ့ဒီလိုလာပါလိမ့်မယ်ပါဇက်ကတော့မဆိုကြပါနဲ့ဟိုနာမည်ပေးရင်ပေးတတ်ဖို့ပြောနေတာပါအဲ့ဒီအဖြစ်အပျက်တွေကသစ္စာဖွဲ့ဘာသစ္စာဒုက္ခသစ္စာမြင်တဲ့ဉာဏ်ကဘာသစ္စာ မကသစ္စာဒီလိုလာပါလိမ့်မယ်အဖြစ်အပျက်တွေကဒုက္ခသစ္စာမြင်တဲ့ဉာဏ်ကမကသစ္စာအဲ့ဒါဒုက္ခသစ္စာကိုမက္ခသစ္စာနဲ့မြင်းမြင်းနေတဲ့အခါ မြင်မြင်နေတဲ့အခိုက်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တန်တန်လောဘတဏမလာပါဘူးဘာလို့လဲလို့ဆိုတော့လောဘတဏဆိုတာနံတရားပဲမြင်တဲ့ညာကလည်းနံတရားနံတရားတို့မြည်သည်တစ်ချိန်တည်းမှာနှစ်ခုပြိုင်းဖြစ်ရုံမရှိဘူးတစ်လှည့်စီသာ ဖြစ်လို့ရတာဒီတော့အရှုခံတရားပေါ်မှာရှုညာညာနဲ့ဖြစ်ပြမဲ့ဖြစ်ပြမဲ့ဖြစ်ပြမဲ့နဲ့မြင်နေတဲ့အချိန်မှာလောဘတဏအဲ့ဒီပုဂ္ဂိုလ်တန်တန်ဝင်နေဝင်လာလို့မရပါဘူးဝင်နေဝင်လာလို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ဉာဏ်ကနန္တရာအဲ့ဒီနန္တရာကဟာရယဝတ္ထုပေါ်မှာရောက်နေတဲ့အခိုင်ဆိုတော့လောဘဆိုတဲ့နန္တရာကဝင်လာလို့ပြန်သူဖြစ်လို့မရဘူးပြန်သူဖြစ်ရမရှိဘူးတခုပဲဖြစ်လို့ရတယ်အဲ့ဒီမှာဖြစ်ပြမဲ့ဖြစ်ပြမဲ့ဖြစ်ပြမဲ့နဲ့တစ်ချိန်လုံးလုံနေတော့လောဘတဏဝန်ခွင့်ကို နေရာမရတော့ဘူးဖြစ်ပြနေမဲ့နဲ့ဖြစ်ပြနေမဲ့နဲ့ဖြစ်ပြနေမဲ့နဲ့ဒီလိုပဲအချိန်များစွာနေတော့တာဒီတွင် လောဘတဏ္ဍာကသူ့အတွက်လှည့်ရမှာမဟုတ်တော့ဘူးဆိုတဲ့အနေနဲ့ခွာသွားတဲ့သဘောအဲ့ဒါလိုလောဘတဏ္ဍာကိုရင်းနဲ့နှလုံးနဲ့မလာမှကိုကောင်းကျိုးပေးမှာပဲလောဘတဏ္ဍာလာတယ်ဆိုရင်လောဘတဏ္ဍာကြောင့်ဥပါဒံဖြစ်ဥပါဒံကြောင့်ကမ္မဘဝဖြစ်ကမ္မဘဝကြောင့်ဇာတိသရမဏဖြစ်ပြန်ပတ်တယ်ခုအဲ့လိုမပတ်အောင်ဆိုရင်တတ္တိယအဘက်ကဥစ္စာတွေမလာမဖြစ်မယ်တတ္တိယအဘက်ကဖြစ်တဲ့တဏှာဥပါဒံကမ္မဘဝတို့မလာမဖြစ်မယ်သူတို့မလာအောင်ဖြစ်တဲ့လောကမှာတော့ ူတို့မလာအောင်ကတော့ဖြင့်ဒုတိယအခွက်ထဲမှာအဖြစ်ပြက်ကိုမြင်အောင်ရှုဖို့ပဲဖြစ်ပြက်ကိုမြင်အောင်ရှုဖို့ပဲအဲ့ဒီအဖြစ်ပြက်တာမြင်နေလို့ရှိရင်တတိယအခွက်မှာပေါ်ပြထားတဲ့တဏှဥပါဒံကမ္မဘဝတို့မဝင်ပါဘူးဒီလိုဆိုရင်လမ်းစဉ်တည့်သွားပြီလမ်းစဉ်တည့်သွားပြီဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့နဲ့သာရှုနေအဲ့ဒါလို့သာရှုနေညံတဲ့သာရှုနေတဖြည်းဖြည်းချင်းကျင့်တက်လာပါလိမ့်မယ်အေးအဲ့ဒီမှာရင့်ကျက်မြင့်တက်လာပြီးတော့ဖြတ်ခနဲ့အဖြစ်ပြက်ရဲ့အဆုံးကိုမြင်သွားတာ ဖြစ်ဖြစ်ရအဆုံးဆိုတာနိဗ္ဗာန်ပေါ့အဲ့ဒါကိုမြင်လိုက်တော့တာဒီခါကျတော့ညာကငါးပါးမကဘူးအဖြစ်ပြမရှိတဲ့နိဗ္ဗာန်မြင်တယ်ဆိုတာ၈ပါးနဲ့မြင်တာငါးပါးတဲမှာသီလမဲ့ကင်သုံးပါးဝင်လာပြီးတော့၈ပါးဖြစ်ညာအားကောင်းပြီးတော့အဖြစ်ပြမရှိတဲ့နိဗ္ဗာန်ကိုမြင်ပြလိုက်တာဒီနေ့အားဖြင့်တရားအလုတ်လုတ်လို့ရှိရင်မုတ်ချကူတန်ရနိုင်ပါတယ်ရကောင်းတဲ့တရားတွေလည်းဖြစ်နေတယ်ဒီတရားတွေကမကွဲသေးပါဘူး ဒီတော့တရားသမားတွေဟာအတိတ်ကိုမပြန်ပါနဲ့အနာဂတ်ကိုလည်းမမျှော်ပါနဲ့ပစ္စုပန်ကာလတဲ့တဲ့ကြအောင်ရှုစမ်းပါအန်ချောနေလို့ရှင်ကြိတ်ဖာများစွာအလေးချင်လို့အန်ချောနေကြိတ်ဖာများစွာအလေးချင်ပြန်ပြန်လို့ပါအေးအဲ့ဒီနေ့အပြန်လုံးမယ်ဆိုလို့ရှင်အဖြစ်ပြက်တူကိုမြင်လာပါလိမ့်မယ်အဖြစ်ပြက်မြင်ရင်အဖြစ်ပြက်ကိုလည်းမုံလာဖို့ရာအချိန်နေနိကတ်နေပါပြီဆက်ရှုလို့ရှင်မုံလာပါမယ်အဲ့ဒီအဖြစ်ပြက်တွေမြင်အဖြစ်ပြက်တွေကမုံတယ်ဆိုရင်ဒီပုဂ္ဂိုလ်ကအစင်တမ်းမသေးတော့ဘူး နောက်ဆုံးကြတော့တဖြည်းဖြည်းညံလေးအရင်ကျင်းမြင့်တက်လာပြီးတော့ညံအားကောင်းပြီးတော့ဖြတ်ခနဲ့ဒီညာဟာအဖြစ်ပြက်မရှိတဲ့ဘက်ကိုလဲထွက်သွားပါမယ်တဲ့အစတုန်းကတော့ဒီညာကအဖြစ်ပြက်နဲ့တည့်နေတာပဲဖြစ်ပြက်ကိုမြင်နေတာဒီငါးပါးနဲ့မြင်နေတာအဲ့လိုသွားရင်သွားရင်သွားရင်နဲ့ဖြစ်ပြက်တွေဖြည်းဖြည်းမြင်ရကနောက်ဆုံးဖြတ်ခနဲ့အဖြစ်ပြက်တွေဆုံးသွားတာကိုတွေ့လဲရပါလိမ့်မယ်အဲ့ဒါလိုတွေ့လိုက်ပြီးဆိုရင်တော့မဲ့ညာဖွညာတို့ဖြစ်နေပါမြင်ခြင်းပဲပြီးတယ်ဆိုသူတို့တွေလည်းပျောက်ပါပါ ေးဒါဟာလမ်းစဉ်ပဲအဲ့ဒီတိုင်ကြိုးစားလို့ရှိရင်တရားမရမရှိပါဘူးတဲ့ဖြစ်ပျက်တွေကိုမြင်အောင်ဥစွာပထမလောက်ရပါမယ်ဒီလိုလောက်တဲ့နေရာမှာရှေ့သိကိုမပြတ်ပါနဲ့နောက်ကျောင်းကိုလည်းပြန်မမျောပါနဲ့ပစ္စုပန်တဲ့တဲ့လှုပ်လှုပ်ပါပစ္စုပန်တဲ့တဲ့အလုပ်လုပ်လို့ရှင်သူတို့တွေဖြစ်ပြနေတာတွေကိုဉာဏ်နဲ့ကြည့်လို့ရှင်တော့မိမိရရမြင်လာမယ်။ယင်းမြင်လာပါများလာတော့ဒီပုံမှာတွေ့တာမှုကိပါလာတာပေါ့ ပြတာမှုပြင်ကွာလာတာပေါ့အဲ့ဒါဝိရာကဖြစ်တာပဲဆက်ရှုဆက်ရှုရှုပါများလာတဲ့ခါကျတော့အဲဒီအဖြစ်ပြက်တွေပေါ်မှာယွန်းယွန်းမုံပြီးတော့လာပါလိမ့်မယ်ညင်းငွေပြီးတော့လာပါလိမ့်မယ်အဲဒီညင်းငွေလာလက်ဆက်ရှုဆက်ရှုဆက်ရှုဒီနည်းအဖြစ်ဖြစ်ပြက်တွေမြဲဖြစ်ပြက်တွေမုံတောက်တော့ဖြာခဏဖြစ်ပြက်တွေဆုံးသွားတာကိုတွေ့လဲရပါလိမ့်မယ်ဖြစ်ပြက်တွေဆုံးသွားတာကိုတွေ့လဲရပါလိမ့်မယ်ဘာနဲ့တွေ့ညံနဲ့တွေ့တာပေါ့တော့တော့ ကုတ်လာလော့ကီလာဆိုလို့ရှိရင်ဖြစ်ပျက်တွေကိုမြင်နေတဲ့အခါတော့လော့ကီပါပဲတဖြည်းဖြည်းရင့်ကျက်မြင့်တက်ပြီးတော့ဖြတ်ခနဲ့ဖြစ်ပျက်တွေကိုမြင်တဲ့လော့ကီမကင်၅ပါးကနေပြီးတော့သီလမကင်၃ပါးကူးလာလို့ရှိရင်အဖြစ်ပျက်မရှိတာကိုမြင်လိုက်နိုင်တယ်ဖြစ်ပျက်မရှိတာကိုမြင်လိုက်နိုင်တယ်အဲ့ဒီအဖြစ်ပျက်မရှိတာဘာလဲဆိုရင်ဏိရောဓသစ္စာအဲ့ဒီဏိရောဓသစ္စာမြင်လာကမညာဒီမညာကြတော့လော့ကီမညာမဟုတ်ဘူးလောကုတ္တရာမညာအဲ့ဒါလိုဖြစ်ပါတယ်လမ်းစဉ်ဟာဒါပါပဲလမ်းစဉ်ကတော့ဒါပဲ ဥစွာပထမပြင်ဆင်လိုက်ပါရစ်တိတ်အကြောင်းအရာတွေကိုပြန်မအောင်မေဘူးနောင်လာမဲ့အနကအကြောင်းအရာတွေလက်ကျွတ်တင်မြှတ်မထားဘူးဒီကြတဲ့မှာပဲပစ္စုပန်တဲ့တဲ့ပစ္စုပန်တဲ့တဲ့ရှင်ရင်ရှင်နဲ့ဖြစ်ဖြစ်တွေ့မြင်ဖြစ်ဖြစ်တွေ့မုံနောက်ဆိုကြတဲ့ဖြတ်ကနေဖြစ်ဖြစ်တွေ့ဆုံးသွားတာကိုတွေ့ရမှာပါအဲ့ဒါလိုတွေ့သည့်တန်အောင်ကိုစီကိုငါကြိုးစားအားထုတ်ကြပါလို့တိုက်တွန်းပါတယ်